ကဲဒီမပိုင်ရှင်လေးဘောနော်ဗီဒီယိုကောနဲ့ reply လေးပြင်ချင်လို့ပါရှင်ချင်မွေးမှမရှိရတဲ့ဆိုလို့ဘောနော်ဟုတ်ပါတယ်အမှန်ပါတယ်ကလေးတယောက်ရပြီးတော့ဖောက်ပြန်သွားတယ်ဟုတ်တယ်တလားအဲ့ဒါမျိုးယောက်ျားမျိုးတွေရလောကကြီးမှာတကယ်ရှိတယ်တချို့ယောက်ျားကောင်းတွေရှိရနော်အဲ့လိုယောက်ျားကောင်းတွေရလေဒီမိန်းမနဲ့ယူမယ်အိမ်နောက်တစ်ခုထူထောင်မယ်မိသားစုတွေတစ်ခုဖန်ဇက် ATN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်နောက်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ကဲဒီမန်ပိုင်ရှင်လေးဘောနော်ဗီဒီယိုကောနဲ့ reply လေးပြင်ချင်လို့ပါရှင်ချစ်မွေးမှမရှိရတဲ့ဆိုလို့ဘောနော်ဟုတ်ပါရဲ့ဒီတော့ချစ်မွေးလည်းမရှိဘူးလာလေးမလာဘူးရုပ်ဆူတဲ့ထဲမှာပါပါတယ်တနည်းမှလာရမရှိပါဘူးရှင်နော်ကိတော့ကိတော့ချင်မွေးပါပါလေကျမလာပါလေလို့လည်းမပြောထားပါဘူးနောက်ပြီးတော့ဘလောက်လေထက်ယူယူတဲ့မြင်မှမဟုတ်ဘူးတဲ့ ဲ့လိုမျိုးပြောပါတော့။ဟုတ်ပါတယ်။အမပြောမှန်ပါတယ်။ကီတောကလင်း၁၀ရောက်ယူလည်းမြင်မှာမဟုတ်ဘူး။ဘယ်နှယောက်ယူယူမြင်မှာမဟုတ်ပါဘူး။ဘာဖြစ်လဲဆိုတော့ကီတောဘီဒင်းဘီဒင်းသွားမိတိုင်းပေါ့နော်။အဖြေကတခုပဲရှိရယ်။ဘယ်နှယောက်မိမိအဖြေကတခုပဲရှိရယ်။ဘာလဲဆိုရင် ကီတော့ဒီတိုက်ကလာဖြစ်တဲ့အတွက်အိမ်တော်ပြုလို့မရပါဘူးအိမ်တော်ပြုမယ်ဆိုရင်မြေးမှာမဟုတ်ပါဘူးတနေ့မဟုတ်တနေ့ကွဲကိုကွဲမှာပါရီစားထားမယ်ဆိုလို့ရှိရင်တော့မြေးချင်းမြေးမယ်ဒါမဲ့ယူလိုက်တာနေကိုကွဲမှာဖြစ်ပါတယ်တကယ်မဟုတ်တကယ်ကွဲကိုကွဲမှာအနည်းနဲ့အမြန်ပဲခွာသွားတယ်ပေါ့နော်အဲ့တော့ဒါနဲ့ဆိုရင်ကီတော့အိမ်တော်20ရှိပြီအဲ့ဒီအိမ်တော်20လုံးမှာလည်းကီတော့ယူပြီးတာနဲ့လပိုင်းလောက်ပဲရှိရဲကီတော့ကွဲတယ်ဘာမှမဟုတ်တဲ့ပြဿနာလေးတတိလေးနဲ့စကားရင်းများကြတယ် ဲ့လိုမျိုးပေါ့နော်မကောင်းလို့လားလည်းမဟုတ်ပါဘူးဒီလိုပါပဲအဲကြတော့อืมตุลินอะฮาวဆိုရင်เนี่ยအချစ်တဲ့เนี่ยမြင်းနေရောပျော်နေရောတဲ့အဲ့လိုပြောပါဘောเนาะအဲ့လိုမျိုးကြားရတဲ့အတွက်လေကီတော့ဘက်ကတခင်ဝမ်းတာပီတီဖြစ်ပါတယ်ပေါ့เนาะဘာဖြစ်လို့ဆိုရင်ကီတော့လိုမျိုးထပ်ပြီးတော့อืมသူတို့လည်းမကွဲစေချင်ပါဘူးအဲသူသူလက်ရှိတွဲနေတဲ့ကောင်မလေးကိုလည်းကန်ကောင်းစေချင်ပါတယ်ကီတော့လိုမျိုးအိမ်တော်ကိုထပ်မဖြစ်ဘဲနဲ့အချစ်တဲ့เนี่ยလုံးဝတက်တက်လုံးပျော်ပျော်ရှိရှိနဲ့ပျော်ရှင်စရာကောင်းတဲ့မိသားစုလေးနဲ့အဲ့လိုမျိုးရက်တည်နေတာလေးကိုလည်းကီတော့လည်းမြင်ချင်ပါတယ်ရှင် နော်ကီတော့စိတ်ထဲမှာဘာမှမရှိတော့ပါဘူးသူတို့ထဲမှာလည်းသူတို့စိတ်ထဲမှာလည်းကီတော့ဘာမှမရှိတော့ဘူးလို့ကီတော့စိတ်ထဲမှာလည်းသူတို့တက်ဘာမှသူတို့နဲ့ပတ်သက်ပြီးဘာမှမရှိတော့ပါဘူးကီတော့လည်းသူတို့မြင်နေတွေ့နေရလည်းမဟုတ်ပါဘူးရှင်အဲ့တော့အခုလိုမျိုးတည်င်းကြရတဲ့တော်လည်းတကယ်ကိုကီတော့ဘက်ကဝန်တာပီတီဖြစ်ပါတယ်ကံကောင်းပါစေလို့လည်းကီတော့ဆုတောင်းပေးပါတယ်ကံလည်းကံကောင်းစေခြင်းပါတယ်ရှင်နော်ကိုကိုကိုပြန်ဆက်စစ်တင်နေပြီဆိုတော့ဟုတ်ကဲ့ပါရှင်ကီတော့ဒီနေ့ဆက်ပြီးတော့တယောက်သေးပဲရတီပြီးတယောက်သေးပဲလလပပါလေးနဲ့တယောက်သေးပစံရှာပြီးတယောက်သေး တယောက်ထိပဲနေတော်တော့မှာပါကိုရှာတာကိုသုံးမယ်ကိုဖြုံးမယ်ကိုမြူကိုပေးမယ်စုမယ်စောင်းမယ်ဒီလိုပဲရှေ့ဆက်တော်မှာပါရှင်တခြားဘသူဘသူမှလည်းထပ်ပြီးတော့မပတ်သက်တော့ပါဘူးရှင်เนาะဒီလိုမျိုးအိမ်တောင်20ဖြစ်သွားလို့လည်းကြီးတော့တိုက်တယ်လို့ပြောကြပါကြီးတော့လုံးဝဆင်မပြေလို့ကွဲချင်းဖြစ်တဲ့အတွက်ပေါ့เนาะကြီးတော့အကောင်းဆုံးနေပြီးခဲ့တဲ့အကြတော့ကြီးတော့ကြီးတော့ပတ်သက်ပြီးတော့တစ်ခုလည်းပဲပြောပြောနှစ်ခုလည်းပဲပြောပြော တက်တဲ့သူတွေကြိုက်တယ်လို့ပြောကြပါဒါကေတော့နောက်ဆုံးဖြည့်ရှင်ခြင်းနဲ့နောက်ဆုံးပြောခြင်းဗီဒီယိုရပိုင်းလေးပါရှင်ကြိုက်တယ်လို့ကေတော့မုံနိုင်ပါတယ်ကေတော့ကေတော့ပါကေတော့နေတယ်ခုလုခုလုတယ်ဘသူမှလည်းကေတော့မတိုက်ခိုက်တယ်လို့ကေတော့ကြောင်လေဘသူမှထိခိုက်နေတာသွားမရှိပါဘူးလို့နော်အဲ့စလင်းလာလိုက်ပြောပြရပါဒီစတမရဲဒါ န်ပါတဲ့ကလေးတယောက်ရပြီးတော့ဖောက်ပြန်သွားတယ်တဲ့ဟုတ်တယ်တလားအဲ့ဒါမျိုးယောက်ျားမျိုးတွေရလောကကြီးမှာတကယ်ရှိတယ်တချို့ယောက်ျားကောင်းတွေရှိရနော်အဲ့လိုယောက်ျားကောင်းတွေရလေဒီမိန်းမနဲ့ယူမယ်အိမ်နောက်တစ်ခုထူထောင်မယ်မိသားစုတွေတစ်ခုဖန်တီးမယ်ဒါမျိုးလူတွေလည်းရှိတယ်မြန်မာနိုင်ငံရဲ့လူနေမှုစရိုက်အရာမဖြစ်မနေဒီမိမနဲ့အတူတူနေချင်တယ်ဆိုရင်လက်ထက်ကမှဆိုတဲ့ဥပဒေကြီးနဲ့လက်ထက်ကမှဆိုတဲ့အတိအမြင်ကြီးရရှိနေတဲ့ယောက်သူတို့လက်ထက်လိုက်ကြတဲ့ယောက်ျားတွေလည်းရှိတယ်။ပြောချင်တာကမိသားစုတစ်ခုတူထိုင်ချင်တဲ့ယောက်ျားတွေမဟုတ်ဘူးပေါ့နော်။ ဆိုတော့လေအခုဘိုးပြောမယ့်စကားကလေမိန်းကလေးတွေအနေနဲ့မိန်းမတယောက်စီကလေကြားဘူးတဲ့စကားဟုတ်ချင်မှာဟုတ်လိမ့်မယ်တလားဒါပေမဲ့လေဘိုးကအမှန်တရားတကူပြောမယ်အဲ့ဒါပါလဲဆိုတော့မိန်းမတွေအနေနဲ့လေကလေးယူမစောကြနဲ့ဟုတ်လားကလေးယူမစောကြနဲ့ကလေးမရှိဘူးမလား ကွဲကျင်လားကွဲလိုက်လို့ရတယ်ကွာကျင်လားကွာလိုက်လို့ရတယ်အင်းအဲ့ဒါဆိုနေရပါလေကိုယ့်ကိုယ်တံမိုးထားဦးလားကိုယ့်ကိုယ်တံမိုးထားလို့လေဟုတ်လားကိုယ့်ကိုယ်တံမိုးထားလုံးလို့ကိုယ့်ကိုယ်ချစ်လုံးလို့ကိုယ့်ကိုယ်သနာလုံးလို့ငါ့ဘောမကောင်းတဲ့ယောက်ျားကိုဘာလို့တွေ့တာနေစရာလုံးမလဲဆိုရယ်စိတ်နေခါရရတိပြက်ဖြစ်တာဟုတ်တယ်နော်မိမတွေဆိုတာကအင်ပတန်တန်ရောစင်များတဲ့အမျိုးတွေသူတို့ယောက်ကလေးတယောက်ရပြီးသွားပြီဆိုရယ်သူတို့ကလေဂျိုဂျိုနရွယ်ပဲပဲဖြစ်ဖြစ်သူတို့ကလေမရရအောင်တိခံပြီးတော့ပေါင်းချတော့တာတိလားမိမဆိုတဲ့အမျိုးပါလေမိမတွေရောပလိန်တာမဟုတ်ဘူးနော်မိမတွေရောပလိန်ချင်တဲ့တဲမှာလည်းပိုးမပါဘူးဆိုတော့လေမိန်းကလေးတွေအနေနဲ့လေ ယောက်ျားယူတာနောက်ဆုံးမသိရမလားကွာဟိုတကယ်ချစ်လို့ကထားတကယ်ချစ်လို့ယူရယူချူယူယူလို့ရရုံလာမယူယူအဲ့ဒါပဲမဲ့ခလေးယူတော့မစောနဲ့မတော်စားခလေးယူပြီဆိုရင်အဲ့ဒီခလေးကကိုလိုချင်လို့မွေးတဲ့ခလေးပဲဖြစ်ရမယ်ယောက်ျားလိုချင်လို့မွေးပေးရတဲ့ခလေးလည်းမဖြစ်ရဘူးယောက်ျားမလိုချင်လို့မွေးပေးရတဲ့ခလေးလည်းမဖြစ်ရဘူးယောက်ျားတယောက်ယူပြီးသွားရင်မဖြစ်မနေခလေးမွေးရမယ်ဆိုတဲ့ logic ကြီးကနေလေဝေးထွက်နေရမယ် ။တချို့တွေရှိရတယ်ယောက်ျားယူပြီးတော့ဖြစ်မနေကလေးမွေးရမယ်ဆိုတော့ကလေးကြီးကထိုင်မွေးနေမိမလေးအားကြီးပဲ။ပြောချင်တာကလေဟိုယောက်ျားတယောက်ကိုတအားယုံပြီးတော့ဇုံလုံးကန့်ပြီးတော့မယုံလိုက်နဲ့။ဟုတ်လား။မယုံလိုက်နဲ့ကလေးကိုလည်းတကယ်တကယ်ကိုဒီကလေးတယောက်ကိုကိုတကယ်ပြည့်စုံထည်သေးဆက်ရှောက်နိုင်ပြီလား။ဒီကလေးတယောက်ကိုကြားစေကိုကိုကိုတိုင်းကိုကိုတိုင်းကုန်ချက်ခံနိုင်ပြီလား။ ယောက်ျားတစ်ယောက်စီကပတ်စံကိုမျောကူးပြီးတော့ယောက်ျားတစ်ယောက်စီကအချစ်ကိုမျောကူးပြီးတော့ဒီယောက်ျားနဲ့မြဲမှာပဲမြင်းအောင်ဒီကလေးကိုငါမွေးရတယ်ဆိုတော့ခံယူချက်နဲ့တော့မမွေးကြပါနဲ့မမွေးကြပါနဲ့မွေးရင်လေဒုက္ခတွေများလို့လို့ဘသူတွေလဲဆိုတော့မိမတွေရောအဲ့ဒီကလေးရောဒုက္ခတွေများလို့ဆိုတော့ကိုကိုတိုင်းလိုချင်မွေးတယောက်မဟုတ်ဘူးစိတ်မဝဘူးလဲမွေးချပါလဲအဲ့မဲ့ကိုကိုတိုင်းမဟုတ်ဘဲတော့သူများအတွက်နဲ့ကိုဘဝကိုမရှင်သန်ပေးနဲ့နော်အဲ့ဒါတကယ်ကိုမဖြစ်သင့်မထိုက်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ို့အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။